မိတ်ဆွေပေါင်းဘေးကင်းရန်ကွာရှိကြပါစေဗျကျွန်တော်တို့ဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကနေပြီးတော့ဒီပြီးခဲ့တဲ့ငလျင်ဘေးမှာရှမ်းပြည်တောင်ပိုင်းတွေ့ကြုံခဲ့ရတဲ့မြင်ကွင်းမှတ်တမ်းချို့ကိုပြန်လည်မျှဝေပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ပြီးခဲ့တဲ့ဒီမြောင်းနိုင်ငံမှာမကြုံဘူးလောက်အောင် ပြင်းထန်လာတဲ့ငလျင်နဲ့ပတ်သက်လို့ကျွန်တော်တို့ တိုက်ရိုက်တွေ့ကြုံခံစားခဲ့ရသူတနည်းဖြင့်ပသက်သူများနဲ့ထပ်တူကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်ရပါတယ်ခုကတော့ကျွန်တော်တို့အဲ့ဒီငလျင်မှာရှမ်းပြည်တောင်ပိုင်းကဒေတာအချို့မှာဖြစ်ပွားခဲ့တဲ့တွေ့ကြုံခဲ့ရတဲ့ညင်ကွင်းတွေကိုကျွန်တော်တို့ရိုက်ကူးမှတ်တမ်းတင်ထားမိတာရှိသလိုသဆိုင်ရာဒေတာကန်နဲ့ပသက်သူများရဲ့ဒီရိုက်ကူးမှတ်တမ်းတင်မှုတွေကိုစူးစီးမျှဝေမှာပါ။ဟုတ်ပါဖြစ်တာလေ ဒါကကျွန်တော်တို့အဲ့ဒီနေကငလင်လှုပ်တဲ့နေကကျွန်တော်တို့ကအဲ့ဒီဆိုင်လေးရှိမှရောက်နေတဲ့အချိန်ပြန်ထွက်လာတဲ့အချိန်မြတ်အဲ့ဒီမှာငလင်ဆလှုပ်တာဟိုကျွန်တော်တို့ရိုက်တဲ့နေရာမှာတော့လေဟိုကင်မရာကိုအငြိမ်မထားတာဖြစ်တဲ့အတွက်နောက်ပြီးဒီနားမှာလည်းအထက်မြေဆောက်မရှိတဲ့ခါကျတော့တိတာလောက်မှဖြစ်ဘူးဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့မတက်ရက်နေတဲ့လူအားလုံးကလေအဲ့လိုမျိုးခါထွက်နေအောင်လုပ်တာ ိုင်ထဲမှာရှိတဲ့လူတွေလည်းအဲ့တော့မှအချို့တွေသူကနှစ်ချိန်လှုပ်တာ ਉਹ ပထမချိန်တော့ဘာမှမသိလိုက်ဘူးလူတွေကရုတ်တရက်မှင်သက်သွားတာပေါ့အဲ့နဲ့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့ထွက်လာတယ်ဗျထွက်လာပြီးတော့ကျွန်တော်တို့ဒါကဘုရားဘုရားရှိပေါ့ကလောဘုရားရှိကလောဘုရားရှိပေါ့ဝိညာဉ်ရှင်မျိုးကြီးလိုက်တယ်ကြီးလိုက်တဲ့အခါကျတော့ဘာမှသိထူးထူးခြားခြားမတွေ့ရဘူး မတွေ့ရနဲ့အဲ့ဒါနဲ့ကျွန်တော်တို့တခြားဗာမြထီထီခဲခဲရှိကြသေးလေဆိုပြီးတော့ကျွန်တော်တို့ဒီနိုင်စင်ဘက်ကနေပတ်ပြီးတော့ကလောအမြို့လေဘက်ကိုထွက်လာခဲ့ပါတယ်အဲ့တုန်းကတော့ဒါကျွန်တော်တို့ကလောမှာထင်တာမြင်တာတဲ့ထိခိုက်မှုမျိုးမတွေ့ရဘူးပေါ့သို့တော်လည်းနောက်ပိုင်းမှာတော့အနေငယ်ထိခိုက်မှုချူရှိတယ်ဆိုတာကိုသိရပါတယ်ဗျဟုတ်တာပေါ့ဟုတ်တယ်အောင်ပဲအခုထံကတော့ကျွန်တော်တို့အဲ့ဒီ အောင်ပန်းကိုရောက်တဲ့အချိန်မှာလမ်းနေပိတ်နေလို့မေးလိုက်တဲ့အခါကျတော့ဟိုတယ်ပြူတယ်ဆိုတာသိရပါတယ်။အဲ့ဒါနဲ့ပဲကျွန်တော်တို့အဲ့ဒီကိုရောက်အောင်လို့တစ်ချက်သွားကြည့်ခဲ့ပါတယ်။သူကဒီနေရာကကျွန်တော်တို့အာဟွာပေါ့ပင်တရားနဲ့တောင်ကြီးနဲ့လမ်းခွဲပေါ့ဒီညာဘက်ဆက်သွားလို့ရှိရင်ကြတော့သူကပြည်ထောင်စုလမ်းမကြီးဟိုအထိ

ုံတို့ကမူလချင်းနေရာတို့အလုံးပေါင်းငါးတက်ပေါ့ငါးတက်ကအပေါ်မှာပါတဲ့ pen house လို့ပြောဆိုလို့ရှိရင်တော့ငါးတက်ခွဲလို့ပြောလို့ရတဲ့ချင်းနေပေါ့ဒါပေမဲ့လက်ရှိမှာတော့အခုမြင်ရတဲ့ပုံစံလိုမျိုးပဲမြင်ရတော့တယ်ပေါ့ဒါကကျွန်တော်တို့စပြီးဖြစ်ပွားမှုဆက်စားခြင်းမိနစ်ပိုင်းအတွင်းမှာကျွန်တော်တို့ရောက်သွားတဲ့မြင်ကွင်းဖြစ်ပါတယ်အဲ့တုန်းက ကလုံးမှာတော့သူကတက်ဆိုင်ရာပုဂ္ဂိုလ်ချိုးရှိတယ်ပြီးတော့ပရဟိတအဖွဲ့ချိုးလည်းဝင်ရောက်ကူညီကြသူချိုးရှိတယ်ရှိတော့အထဲဝင်မှုဘာညာအစလိုက်ချိန်တော့ကတော့ဒါဟိုအီကွေမန့်နေဘာညာစုံစုံလေးလည်းမရှိသေးတော့အုတ်ထုတ်ကစားကျွန်တော်တို့တော့ဆိုင်ငယ်စည်းကုထုတွေပါလေအကုန်လုံးချုပ်ပေးထားခဲ့တယ်ဗျဘေးမှာကဒီဇိုင်းလေးကန်နေတယ်ကန်ကောင်းတယ်ဒီဇိုင်းကဘေးလေးဒီလိုလေးပဲနည်းနည်းပဲထိသွားတယ်အထက်ကလူတွေတော့ဟို ျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ကြီးကြီးမားမားထိထိခက်ခက်မတွေ့လည်ရဘူးပေါ့သူတို့ပစ္စည်းတွေတည်ပြီးတော့ အောင်မဲမှာကတော့ဒီဟိုတယ်ကတော့ကြီးကြီးမားမားထိခိုက်သွားတယ်ပေါ့ကျန်တာကတော့ကျွန်တော်တို့အချမ်းမြစ်တီးရတဲ့လောက်ကတော့ဟိုအုတ်နေရန်ဟုတ်တတိုင်းပေါ့အုတ်နေအုတ်တတိုင်းပြူတာလေးတွေအိမ်ရှုအနေငယ်ထိခိုက်တာရဲ့အဲ့လောက်ပဲပြူကြားရပါတယ်ကြီးကြီးမားမားထိခိုက်မှုကတော့ဒီဟိုတယ်တစ်ခုပဲဖြစ်ပါတယ်ဗျသူကဒီဘက်မှာဆိုလို့ရှိရင်ဒီဘက်မှာကဟိုအရှိတယ်ချောင်းရှိတာပေါ့အဲဒီဘက်ချမ်းကိုတော့သူက ဆင်းမလာဘူးဒီမှာဘယ်မှာလူအောင်လဲသူကဒီရှေ့မှာကဖုန်းတော်ကြီးចောင်းတောင်းရှိတယ်အဲ့ဒီမှာကလည်းပုတ်အလှူတစ်ခုရှိတယ်ထင်တယ်ဗျဒါအခုအဲ့ဒီအဖွဲလေး အခုဒီပုံတွေကတော့ကျွန်တော်တို့နောက်ပိုင်းကယ်ဆယ်ရေးလုပ်ကြတဲ့အချိန်မှာအထူးသဖြင့်တော့ကျွန်တော်တို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကနေပြီးတော့ရရှိတဲ့ပုံတွေကိုစူးစီးပြီးတော့ပြန်လည်မျှဝေ ခြင်းဖြစ်ပါတယ်ဗျဆိုတော့အဲ့ဒီဒီကလောမြို့နယ်အောင်ပန်းမြို့ပေါ်အမှတ်၄ရပ်ကွက်ပြည်တော်စုလမ်းမကြီးပြီးမှရှိတဲ့ဒီအောင်ပန်းဟိုတယ်ပြိုကျပျက်စီးမှုနဲ့ပတ်သက်လို့ပြင်မိတဲ့သူတွေကိုတောင်ကြီးခရိုင်မိသက်စခန်းပြင်ကလောမြို့နယ်မိသက်စခန်းနဲ့အောင်ပန်းမြို့နယ်မိသက်စခန်းကရှာဖွေကစေးတပ်ဖွဲ့ဝင်တွေအရင်မိသက်တပ်ဖွဲ့ဝင်တွေသက်ဆိုင်ရာအဖွဲ့အစည်းတွေပြီးတော့ဒီကုညီဆောင်ရွက်သူတွေအားလုံးစုပေါင်းပြီးတော့ရှာဖွေကစေးတွေလုပ်ခဲ့ကြတယ်လို့သိရပါတယ်30ရက်3လ2025နှစ်အထိကတော့အသက်ရှင်ရဲ့20ဦးကယ်ထုတ်နိုင်ခဲ့ပြီးတော့တေဆုံးတဲ့ ကိုဦးရဲ့ရုပ်လောင်းတွေရှာဖွေ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ပြီးတော့ဟိုတယ်ရဲ့အပျက်စီးတွေကြားထဲမှာပိတ်မိနေတဲ့အမျိုးသမီး၃ဦးအနက်တဦးရဲ့ရုပ်လောင်းကိုတော့ Ibrahim ၂ရက်မနက်9:39မှာရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပြီးတော့အဲဒီစီရင်ရဆိုလို့ရှိရင်တော့တေဆုံးသူ၁၀ဦးနဲ့တရားရသူ၈ဦးထိရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။ဒါကတော့ကျွန်တော်တို့အဲ့ဒီတရားဝင်ရရှိတဲ့သတင်းအချက်လက်ဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒီ ျွန်တော်တို့တည်တဲ့သတင်းချက်လက်ကိုသာမျှဝေဖေးခြင်းဖြစ်ပါတယ်ဗျာဒါကတော့အဲ့ဒီမှတ်တမ်းကယ်ဆယ်ရေးဆောင်ရွက်ကြတဲ့မှတ်တမ်းပုံတွေဖြစ်ပါတယ်ဒါကတော့ပင်ဒီယာမျိုးချက်သေးဆောင်ရှီအောင်သမိုင်းဝစီရီကြီးဖျားရဲ့မြင်ကွင်းဖြစ်ပါတယ်ဗျ။ဒါကငွေရင်းဆိုင်ကုသကနေတဆင့်ပြန်လဲမျှဝေယူခြင်းဖြစ်ပါတယ်ဗျ။ဒီဖျားကြီးနဲ့တန်ဃာရီတရင်သုံးတဲ့အဆောင်ဝေးတာကြောင့်မလို့တော့အဲတန်ဃာရီတော့ဘီကင်းခဲ့တယ်လို့သိရပါတယ်ဗျ။ ထိခိုက်ပျက်စီးသွားတယ်ဖရားကြီးရဲ့မြင်ကွင်းမှာဒါကတော့ကျွန်တော်တို့ဒီမူလအခြေအနေတော့ကျွန်တော်တို့မှတ်တမ်းတင်ခဲ့တဲ့အဲ့ဒီဒေတာမှာရှိတဲ့ဖရားစီဒီရဲ့မူရင်းမြင်ကွင်းဖြစ်ပါတယ်ဗျဒါကတော့ငလျင်ကြောင့်ထိခိုက်တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ဒေတာကန်တွေအပြင်တက်ဆိုင်သူတွေချို့ရဲ့ဒီတော့မူရင်း ပုံတွေကိုပြန်လည်ပြီးတော့ဆူစည်းပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျ။ ပင်တရားရန်အောင်မြင်ဖရာဝင်ခါလို့သိရပါတယ်ဒါကတော့ပုံတလုံးကန်ထောင်ကြောင်းပေါ့ဒါကျွန်တော်တို့မူရင်းအခြေအနေကိုရှင်းကူးထားတော့ကပုံဖြစ်ပါတယ်ပုံတလုံးရေကန်ထောင်တာကကန်ထောင်ကြောင်းပေါ့ဒါကတော့ငလျင်တန်းထိခိုက်ခံစားခဲ့ရပြီးတဲ့နောက်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျာ။ ဒါကတော့ရွှေဦးမင်းဆောင်တဲ့အဝင်ကအာဒီငလျင်ကြောင့်ထိခိုက်ခဲ့တဲ့ပုံလေးလို့သိရပါတယ်ဒါကတော့တောင်ကြီးမြို့မှာအဲ့ဒီငလျင်ကြောင့်ထိခိုက်ခဲ့တဲ့ဆောက်ဦးအချို့ရဲ့မြင်ကွင်းမှတ်တမ်းပုံလေးဖြစ်ပါတယ်ဒါကဒီတောင်ချွန်းကနေပြီးတော့မြေပြိုကျတဲ့အချို့ပြီးတော့ကြောက်တုံးလိမ့်ကျတဲ့ကိစ္စတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီမှာဒီကြောက်တုံးက ဒီကြောက်တုံးမှာဒီကြောက်တုံးကအတောင်ပေါ်နေလင့်ကြလာပြီးတော့ဒီကအဲကားလေးဝင်းလို့ခေါ်လာအဲ့မှာရှိတဲ့အစာအုပ်ချို့ထိခိုက်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်ဒါအဲ့ဒီမှတ်တမ်းပုံချို့ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျဒါကကြတော့ ocean ရဲ့မြင်ကွင်းဖြစ်ပါတယ်ဒါက april 1ရက်နေ့ ocean ရဲ့မြင်ကွင်းဖြစ်ပါတယ်တက်လုံးမှာတော့ဟိုစစ်စေးစရာတွေရှိတဲ့အတွက်ခက်တရန်နာထားတယ်လို့သိရပါတယ်လုပ်ငန်းတွေဒါကနေ့လယ်12နာရီ52မိနစ်20စက္ကန့်ဝန်ထမ်းချင်းအထိမ့်မဲ့ စတင်တော့မယ့်အချိန်ဖြစ်ပါတယ်ကလေးပေးတဲ့ကြောင့်ဘဝတစ်ပါးကြောင်းသွားကြရတဲ့သူတွေဘာသာအသီးသီးကလူတွေအကုန်လုံးသဆိုင်ရာဘာသာတွေရဲ့အကောင်းရမွန်ရပုံဘဝဌာနတွေစီကိုသူတို့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအချို့ကိုအပြည့်အဝခံစားပြီးရောက်ရှိနိုင်ကြပါစေဗျာ။ ဒါကတော့ကျွန်တော်တို့အင်းလေးဖောင်တော်ဦးဖရာရဲ့ရှင်ပြန်တော်မှာထိခိုက်မှုဖြစ်ပွားခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဒါကဖောင်တော်လှည့်လို့ရှိရင်ကရွိတ်ဖောင်တော်ပေါ့ဖရာလှည့်ဝဲကြအသုံးပြုတဲ့ကရွိတ်ဖောင်တော်အဆောင်ပါဒါကတော့ကျွန်တော်တို့အင်းလေးဒေတာမှာထိခိုက်မှုတွေဖြစ်ပွားခဲ့တဲ့မြင်ကွင်းတွေကိုကျွန်တော်တို့အမူရင်းရိုက်ကူးတွေသူတွေစီကနေပြန်လည်စုစည်းမြှောက်ယူခြင်းဖြစ်ပါတယ် ရရှိတဲ့သတင်းတွေအရာဒေတာသတင်းတွေရောကျွန်တော်တို့ရရှိတဲ့သတင်းတွေအရာဆိုလို့ရှိရင်ဟဲရရွာမလို့ခေါ်တဲ့ကီလာရွာနဲ့နတ်ပန်ကတည်ဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တွေ့ရတဲ့သတင်းတွေအရာတော့ဟဲရရွာမကအင်ဂျီတစ်ထောင်ကျော်ရှိတဲ့အနက်မှာအတော်များများပျက်စီးသွားခဲ့ပြီးတော့လူတည်ဆုံးမှုကလည်း၁၀နှစ်ချီရှိခဲ့တယ်လို့သိရပါတယ် ဲ့လိုပဲဇေယျကြီးကြီးပါမှာလေအင်ဂျီက150လောက်ရှိပြီးအတော်များများဖြည့်ဆည်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမှာလည်းလူတည်ဆုံးမှုရှိခဲ့တယ်လို့ဆိုပါတယ်။နံပါတ်မှာလည်း10နဲ့ချီတည်ဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပြင်ကြာရောရွာနံပါတ်ပေါက်ပါအိုင်တောင်ကြီး ရှိဝါကြီးတလဲဦးအင်းရွာညောင်ဝန်းဇေယျကြီးနောက်တောင် နောက်မြောက်ရှေ့တောင် ရှေ့မြောက်ရွှေပြည်သာစတဲ့ကြီးရွာတွေမှာလည်းအဆောက်အဦတွေထိခိုက်မှုရှိတယ်လို့တည်ဆုံးမှုတွေလည်းရှိတယ်လို့သိရပါတယ်။ ကျွန်တော်တို့တွေ့ရတဲ့သတင်းတစ်ခုမှာတော့အင်းလင်းကန်နဲ့နတ်ဘန်မှာဆိုလို့ရှိရင်ပျက်စီးတဲ့အဆောက်အဦစုစုပေါင်းက2300ကျော်ရှိတယ်လို့အဲ့ဒီသတင်းအရသိရပါတယ်ကျွန်တော်တို့နေကတော့ဟိုသတင်းထံတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီဖတ်မိသိရှိတဲ့အကြောင်းအရာလေးတွေကိုဒါပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာအချက်လက်ကတော့ကျွန်တော်တို့ဟိုတိကျကျွန်တော်တို့အနေနဲ့အတည်ပြုနိုင်တဲ့အခြေအနေမရှိပါဘူးဒီလက်ရှိပုံတွေကိုတော့ကျွန်တော်တို့ပြန်လည်စုစည်းမျှဝေရဖြစ်ပါတယ်အချို့ကတော့ဘုန်းတော်ကြီးအကြောင်းတွေမှာခိုလုံနေကြတာမျိုးရှိသလိုအမျိုးပြဒီသက်ဆိုင်ရဟိုပတ်သက်သူတွေစီမှာသွားနေကြတာတွေလည်းရှိပြီးဒီ အလက်ရှိအချိန်ဒီမှာပဲနေနေကြရတဲ့သူတွေအချို့လည်းရှိတယ်လို့သိရပါတယ်။ပြီးတော့ဆန်ကားဒေတာမှာလည်းရှင်းအောင်စီပထိုးတွေပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။အခုလိုမျိုးအဆုလိုက်ပြုံလိုက်တင်းကျူရတာလည်းရှိပါတယ်။ဒါကတော့အဲ့ဒီဟိုပါတော့ကျွန်တော်တို့ငလီနှုတ်တဲ့အချိန်အင်းလေးကန်ထဲမှာဒါကပတ်ဆိုင်ရာအဲ့ဒီကဒေတာကန်2ရဲ့ချက်ကူးထားတဲ့မှတ်တမ်းကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဗျ။

哇、哦！听你听你，听你听你听你。过来，再听一个你啊！来，给你听你咯。哇！慢点走，慢点走，听你听你，好听你听。慢点走，慢点走，听你听你。

။မြေရီအတော်အတွက်။ဖိတ်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 ရာပြီးဖိတ်။အော်တော်မိခါရောက်ဖိတ်လောက်စီရမယ်နော်။ဟုတ်ရဲ့ရဲ့။ကျွန်တော်တို့တွေငလျင်နဲ့ပတ်သက်ပြီးတော့လေဟိုပညာပေးမှုတွေတော့ဒီတဲ့အစများဆိုတော့လောက်ကြရရလိမ့်အောင်မထင်နေဗျအနေရတခုခုဖြစ်လာရင်အရေးပေါ်ဟိုဘယ်လိုနေထိုင်ကြမလဲဘယ်လိုပြုမှုဆောင်ရွက်ကြမလဲ ဆိုတာမျိုးတွေနောက်ဆုံးပြောင်းလဲလာတဲ့အချက်လက်တွေပေါ်မှာအခြေခံပြီးတော့လေဒါတွေကတော့တည်တည်ချာချာကိုဟိုအစင်တိုင်းလိုက်လူတိုင်းကိုတက်ဆွမ်းသမျှတော့မျှဝေပေးဖို့လိုလိမ့်မယ်ထင်တယ်ဗျဒါကတော့ကျွန်တော်တို့ကလောမှာဗြိတိရှခစ်တွေကစောက်ခဲ့တဲ့အဲဘုရားကျောင်းတစ်ခုဒါတိခိုက်မှုနေငယ်ရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီပြင်ကလောဖောင်းညင်မှာရှိနေတဲ့ကြီးရွာချုပ်ကအိမ်ကြီးလဲအခုလိုမျိုးထိခိုက်မှုရှိခဲ့တယ်လို့တွေ့ရပါတယ်ဗျပုံလေးရ ဟုတ်ကဲ့ဒီငလျင်တန်းဒီခုလိုမျိုးအဖြစ်ဆိုးမျိုးကိုနောက်နောက်ဘယ်တော့သူဘယ်သူမှမကြုံကြပါစေဘူးကျွန်တော်တို့ဆန္ဒပြုဆုတောင်းပါတယ်ဗျ